inertial motor အကြောင်းကိုနည်းနည်းပြောမယ်ဗျာဟာ inertial motor ဆိုတာကျွန်တော်တို့နှင်းစင်ဒီပါအသုံးပြုနေတဲ့ motor တစ်မျိုးဖြစ်တယ်ရန်လဲအသုံးတွင်ကြတဲ့ motor ဖြစ်တယ်ဟိုရေ motor အများစုကလည်း inertial motor တွေဖြစ်တယ်နိုင် emperor တိုက်ထဲမှာပါတဲ့ motor ကလည်း inertial motor နောက်ဆက်ယုံဒီမှာလည်းဒီ inertial motor အများစုကိုပဲသုံးပါတယ်အဲ့တော့ inertial motor မှာနှစ်မျိုးရှိတယ် single phase နဲ့3 phase အဲ့တော့ single phase အကြောင်းအရင်ပြောကြည့်ရအောင် single phase ကိုကျွန်တော်တို့ single phase စပြီးတော့လျှက်စပေးလိုက်တာ ਨੇ လဲလို့မရဘူး inertia motor မှာ one phase phase တစ်ခုတည်း ਨੇ motor လဲပတ်လို့မရလဲပတ်လို့မရဘူးစလဲလို့မရဘူးအချိန်ရသွားရင်တော့လဲလို့ရတယ်ဒါကတော့ motor ကွန်ပတ်နေတဲ့ဒီဆိုရင်တိထားပြီးသားဖြစ်လိမ့်မယ်အဲ့တော့လည်းလူတိုင်းလည်းအဲ့ဒီမထားမိရပါဥမာပန်ကားတွေမလဲတော့ဘူး ွင့်လိုက်တယ်မလဲဘူး။တွက်လှည့်ပေးလိုက်ရင်လဲတယ်။ဒီမော်တာတွေမလဲတော့ဘူးတွက်လှည့်ပေးလိုက်ရင်လဲတယ်ပေါ့။အဲအဲ့ဒါကခုနကစလဲအောင်လို့အထက်မှာ2 phase အတူလောက်ထားတယ်။တူတော့ကပစီတာပြတ်သွားတာတို့ကာဗနာပြတ်သွားတာမျိုးလို့ဆိုရင်သူက꽌တကွိုင်းမော်ပဲတက်ရပြီးတခြား꽌မော်ကို standing 꽌မော်ကိုလျှက်စစ်မရောက်တဲ့အခါကျတော့မော်တာမလဲနိုင်တာပေါ့အဲ့လိုမော်တာမလဲတာကိုအကြိုက်ဖွင့်နိုင်ရင်ဒါမော်တာလောင်သွားတတ်ပါအဲ့တော့ဘာလို့ single phase မှာ motor လဲလို့မရတာလေဆက်လဲလို့မရတာလေဆိုရင်တော့အခုဒီမှာ coin deploy မဲ့ရှိတယ်ဆိုပါလို့ဒီမှာတော့ကျွန်တော်ဒီ two pole motor ပေါ့ multi bi ပြောမှာပါတော့အဲ့တော့ဒီကနေပြီးတော့ set တာတက်ရောက်လို့မြင်ရင်သူကတန်လိုက်ဖြစ်တယ်တန်လိုက်ကနေလှမ်းညှို့လိုက်ရင်ဒီ rotary ထဲမှာသူကတက်ထူချောင်းနေ short လောက်ထားတဲ့တက်ထူချောင်းနေပါတယ်တက်ထူချောင်းနေမှာ set စီးပြီးသွားလို့မြင်ရင်သူ့ရဲ့ကိုးပြားတွေကိုတန်လိုက်ဖြစ်စီတာ ဒါတော်တော်လည်းပဲပြည့်စင်ကကာရန်ကအသွားပြန်စီနေတော့ဆော့ဖို့ဖြစ်လိုက်ပြန်ခြေဖြတ်လိုက်ပေါ့နော်အဲ့တော့ပြည့်စင်ဒီတန်လိုက်ပိုးတစ်ခုဖြစ်လိုက်ပြန်ခြေဖြတ်လိုက်နေဆိုတော့မလဲနိုင်လှည့်ပေးလိုက်ရင်တော့ तू ကလဲတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုရင်တူဖေးအတူလုပ်လိုက်တာပေါ့နောက်ထပ်ဖေးတစ်ခုလုပ်လိုက်တာအဲ့လိုဆိုလို့မြင်ရင်ဒီမှာ point နှစ်ကွိုင်းထည့်လိုက်တာ point နှစ်ကွိုင်းထည့်လိုက်ပြီးတော့ capacitor ကန်လိုက်ကောင်မှာခံလိုက်တယ် starting coil အဲ့တော့ capacitor ရဲ့သဘောက current ကိုစောစေတယ် inductor ရဲ့သဘောက current ကိုနှောက်ကျစေတယ်အဲ့တော့ capacitor ခံလိုက်တဲ့အတွက် current စောတော့ capacitor ကြောင့် starting coil ရနေပြီးတော့ router ကိုတန်လိုက်ဖြစ်စေတယ်ပြီးတော့မှ running coil ကလျှက်စီးစပြန်ရတဲ့အတွက်ကြောင့်မြင်လို့ဒါလက်ပတ်မှုကိုစပြီးတော့လုံးလို့ရတယ် အဲ့တော့ဒီ inertia motor တွေမှာကဘာလို့ဒီလောက်အသုံးတင်ကြလဲဆိုတော့သူက synchronize motor တော့မဟုတ်ပုံမှန် synchronize motor ဆိုရင် two pole motor မှာ50ဟန်နဲ့မောင်းရင် rpm 3000အတိလဲသူကတော့3000အတိမလဲနိုင်ဘူးအလုပ်ပေါ်မူတည်ပြီးတော့ two pole ဆိုရင်2800ဝန်းကျင်လောက်ပဲလုံများလာရင်2800လောက်ပဲလဲတယ်ဒါပေမဲ့ router ကလော့ကျမသွားဘူး အာကြီး overload ဖြစ်သွားမှလာလော့ကြမှာဒီတိုင်းဆိုရင်သူကယုံအားကပီယုံနေတဲ့အတွက်ကြောင့်မလို့အတုံးများတော့ဒီ single phase မှာကျွန်တော်တို့ BFP လို့ပါလို့ ਨੇ မောင်းလို့မရဘူးသူက two phase အတူလောက်ထားတယ် capacitor တွေမှာ frequency range ရှိတယ်အဲ့ဒီအတွက်ကြောင့်အဆင်ပြေမှာမဟုတ် three phase ကြာရင်တော့အဲ့လိုမဟုတ်ဘူး three phase ကတော့ကျွန်တော်တို့ three phase အပြည့်စုံပေးလိုက်တာ ਨੇ ဘို့ motor လဲတယ် two phase နဲ့ကို motor လဲတယ်ဒါပေမဲ့ two phase နဲ့ဆိုလို့မြင်ရင်တော့ မော်တာကပါဝါအပြည့်ရမှာမဟုတ်ဘူးအဲ့တော့ဖိတ်တစ်ခုအောက်သွားရင်မော်တာတွေလောင်နေဆိုတာအဲ့ဒါအကြောင်းပေါ့နော်မော်တာအပြည့်မယုံနိုင်တော့တဲ့အတွက်ကြောင့်မင်းတို့ ampere တွေများပြီးတော့လောင်တာဟိုဒီမှာဆိုရင်ဒါ phase 1ဆိုပါလို့အ phase 1မှာမျက်စိကြောင်းရရင်သူ့ကိုလှန့်ညှို့လိုက်မယ်ပဲ unlike ဖြစ်သွားမယ်နောက်တစ်ခါ phase 2မှာမျက်စိရတဲ့အခါလဲကြလဲကြအောင်တဖန်တစ်ချောင်းကိုဆွဲမယ်တစ်ချောင်းကိုတုံးမယ်ဒီပုံစံနဲ့ router ကိုလေပတ်စီမှာပေါ့ပြီးသွားရင် phase 3အလှည့်ဆိုတော့လေဒီနည်းနဲ့ပဲလေပတ်တော့ အဲ့ဒီမှာ3 phase လေးမှာကျွန်တော်တို့ကျိုးနှစ်ချောင်းကိုနေရာလဲလိုက်ရင်နောက်ပြန်လဲတယ်ဆိုတာဒီဟာပါဒီမှာ3ထားပြီးတော့ဒီမှာ2ထားလိုက်ရင်ခုနကတုန်းကဒီကောင်ပြီးသွားရင်ဒီကောင်လာရမှာဆိုတော့သူကဒီဘက်ကဆပြီးတော့ဆွဲမှာဒီဘက်ကဆွဲမယ်ဒီဘက်ကိုတွန်းမယ်ဆိုတော့သူက motor direction ပြောင်းမှာမှာဒီနည်းနဲ့ motor direction ကိုပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရွေးချမ်းမှုတရားညင်သာအောင်ပြောရရင် ကားရီဆိုင်ကယ်တွေမှာစထွက်တဲ့အချိန်မှာဆိုရင်အင်ဂျင်ပါဝါအများကြီးလိုအပ်တယ်။အဲ့ဒီအတွက်ကြောင့်မင်းတို့ဒီယာနံပါတ်1ကနေစထွက်မှာတက်တောင်တက်တာထွက်လို့ရတယ်။ဥပမာနံပါတ်4လောက်ဆိုရင်မယုံနိုင်တော့ဒီသဘောပဲ။ရက်စစ်မှာလည်းဒီမော်တာရဲ့သူ့ရဲ့ပုံမှန် speed ကိုရောက်ဖို့အတွက်ဆိုရင်ပါဝါတွေအများကြီးလိုအပ်တယ်။တော်တော်လည်းဘုံကပုံသေးဖြစ်နေတဲ့အတွက်ကြောင့်မင်းတို့ current က လူအပ်သမျှပါဝါကိုကာရန်ကနေပြီးတော့ဆွဲယူတယ်။အဲ့ဒီအတွက်ကြောင့် starting power တွေမှာ starting load တွေမှာဘာဖြစ်လဲဆိုရင် ampere တွေအများကြီးသုံးရတယ်။အဲ့ဒီ ampere တွေအများကြီးသုံးလိုက်ရတယ်။ PS power အများကြီးပေးလိုက်ရပြီမဲ့လေပတ်မှု power ကြတော့မထွက်ဘူးပေါ့။အဲ့မှာကျွန်တော်တို့က PS တအားတွေလေးလေးဆုံးရှုံးသွားတာမျိုးတွေရှိတယ်။3 phase မှာတော့ကျွန်တော်တို့ကအဲ့လိုဆလဲတဲ့ MPR တွေအများကြီးဖြစ်တာကို short ချဖို့အတွက်ကတော့ပုံမှန်အားဖြင့်တော့ရိုးရိုးအားဖြင့်ဒီမော်တာသေးတဲ့ကောင်ကြီးကတော့ပုံမှန်အတိုင်းပဲ star connection နဲ့မောင်းတာများတယ်မော်တာကြီးတဲ့ကောင်ကြီးကတော့ star နဲ့ star လောက်ပြီးတော့မှအရှင်ရလာတော့မှ data ပြောင်းလိုက်တယ်ဒီလိုပုံစံမျိုးနဲ့လဲတယ်ပေါ့ဒါပေမဲ့လုံများရင်ပို့ပြီးတော့ဒီ MPR ကပို့ပြီးတော့စွဲတယ် ။အဲ့လိုတွေရောကြအောင်လို့တော့3 phase မှာတော့ကျွန်တော်တို့ BFD တို့ source start တို့နဲ့သုံးပြီးတော့ဒါ ambient နဲ့ starting ambient နဲ့အောင်လို့လုပ်လို့ရတယ်။အဲ့တော့ DB motor အကြောင်းနေပြောရဲဆိုတော့ကျွန်တော်တို့က inverter တွေနဲ့ motor သုံးတဲ့အခါမှာဘာကြောင့် starting လောက်ရှိလဲဆိုတာတွေနောက် air con တွေမှာ inverter တိုက်ပြီးဘယ်လိုလုပ်လုပ်လဲဆိုတာတွေကိုအာပြောချင်လို့ဒီ inertia motor ရဲ့အခြေခံကိုဒါပြောပြတာဖြစ်ပါတယ်။